အပတ်စဉ်တောက်ကြနေတိုင်းထုတ်လွှင့်နေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်ကိုတင်ပြပေးပါမယ်။တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုအခြေခံပြီး RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းကတင်ပြထားပါရရှင်။မင်္ဂလာပါခင်ဗျာ။ဒီပတ်မှာပထမဆုံးဖောက်သေးချလိုတဲ့စကားကတော့သမရဒုတိယတန်တန်းကိုရွေးချယ်ခံဖို့ဆန္ဒရှိကြောင်းဒါပေမဲ့ဒါဟာတိုင်းပြည်အခြေအနေနိုင်ငံရေးအခြေအနေနဲ့ပြည်သူလူထုရဲ့တောင်းဆိုမှုတွေပေါ်မှာမူတည်ကြောင်း သမရဦးသိန်းစိန်ကပြောကြားလိုက်ပါတယ်ဇူလိုင်လ26ရက်နေ့ကဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ Nikkei Asian Review သတင်းစာနဲ့တွေ့ဆုံမေးမြန်းချက်မှာဦးသိန်းစိန်ကအခုလိုပြောလိုက်တာဖြစ်ပြီးသူ့ရဲ့ပထမသက်တမ်းမှာသွေးထွက်တန်ရုံမှုမရှိဘဲစစ်အစိုးရကနေဒီမိုကရေစီအစိုးရကိုပြောင်းလဲနိုင်ခဲ့တာဟာပထမသမရသက်တမ်းရဲ့အမွေကောင်းပါပဲလို့ပြောကြားခဲ့ပါတယ်ပြည်သူ့ရဲ့ဆန္ဒအရကွန်နကလိုနောက်ဒီလိုကျွန်တော်တို့ရှိလာတဲ့အခါမှာတော့ပြည်သူ့ရဲ့ဆန္ဒပြည်သူ့ရဲ့သဘောထား ဒါတွေကိုကျွန်တော်တို့ခုနလိုအလေးထားပါမယ်လို့ဒီလိုအခြေအနေမျိုးမှာတော့ခုနကလိုကျွန်တော်စဉ်းစားမှာပါလို့နော်အဲ့တော့ကျွန်တော်ခေါင်းထဲမှာစဉ်းစားနေတာတော့လို့ခုနလိုတံပရဆက်ပြီးတော့လုပ်ရေးမလုပ်ရေးတဲ့အခုလာမယ့်ကျွန်တော်တို့ရွေးကောက်ပွဲကိုဒီအောင်ကောင်းပြင်းပြင်းနဲ့အေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့ခုနလိုကျင်းပနိုင်ဖို့ရွေးကောက်ပွဲပြီးတဲ့အလွန်ကာလမှာခုနကလိုကျွန်တော်တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ခုနလိုအစိုးရတရားကိုကျွန်တော်တို့ဖွဲ့နိုင်ဖို့အဲဒီဟာကိုပဲကျွန်တော်အဓိကထားပြီးတော့ စဉ်းစားပါတယ်လို့ဒါကျွန်တော်ထင်တယ်သမရဖြစ်မဖြစ်ထက်ပို့ပြီးတော့အရေးကြီးတဲ့ကိစ္စလို့ကျွန်တော်ထင်ပါတယ်လို့အခြေခံဥပဒေပြင်ဆင်ရေးမှာသမရနဲ့တမရကာကွယ်ဦးစည်းချုပ်တို့ဟာတစ်ဖက်သူရဦးရှင်မနဲ့ဒေါအောင်ဆန်းစစ်ကြီးတို့ဟာတစ်ဖက်ဖြစ်နေတယ်ဆိုတာထက်မိမိတို့နဲ့ပြည်သူတွေကတစ်ဖက်လို့ပြောရင်ပို့ပြီးတော့ပြည်စုံလိမ့်မယ်လို့ရောင်စုလွတ်တော်နာယကသူရဦးရှင်မကပြောလိုက်ပါတယ်ဇူလိုင်လ28ရက်နေ့ကထုတ်လွှင့်တဲ့ BBC မြန်မာပိုင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာသူရဦးရှင်မကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ် ဒီကလေအခုလိုယူဆလို့ရနိုင်စရာအကြောင်းတွေဖြစ်ပေါ်တယ်အထက်ပြီးတော့ကျွန်တော်ရှင်းအောင်ပြောမယ်ဆိုရင်ကျွန်တော်နဲ့တောင်ဆန်းစုကြည်တစ်ဖက်ဆိုရတဲ့အဲကျွန်တော်နဲ့ပြည်သူတွေကတစ်ဖက်လို့ပြောနေတယ်စံခိုင်ရေးပါတီအနေနဲ့သမရလောင်းအမည်စရင်ကိုမရွေးချယ်ရသေးပဲပါတီအနိုင်ရပြီးမှသာရွေးချယ်သွားမှာဖြစ်ပြီးသမရဦးသိန်းစိန်အနေနဲ့မိခင်ကြန့်ခိုင်ရေးပါတီကရွေးကောက်ပွဲကိုဝင်မယ်ဆိုရင်လည်း2010ပြည့်နှစ်ကဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဇဗူတိရီမြို့နယ်ကဝင်ရောက်ရှင်ပြိုင်နိုင်အောင်နေရာခြံလှပ်ထားပါတယ်လို့ ကြံခိုင်ပါတီပြောခွင့်ရပုဂ္ဂိုလ်ဥမ္မောင်သိုင်ရန်ပြောလိုက်ပါတယ်။ကြံခိုင်ပါတီအနေနဲ့သမရလောင်းအမည်ရွေးချယ်ထားပြီးဘဲသူဘဲဝါဆိုတာစဉ်းစားအသိရှိပြီးဖြစ်မှာပါလို့ပါတီဥက္ကရာသူရအုပ်ချုပ်မှန်က BBC သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေကြားပြီးနောက်ရက်ရန်ကုန်ဒေသကြီးအတွက် ကိုယ်စားလှယ်ရွေးချယ်တဲ့အခမ်းအနားမှာဥမ္မောင်သိုင်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။သမရကြီးကမူလမဲဆန္ဒမြေစဘူးတီတီကျွန်တော်တို့ကအဲ့ဒီနေရာမှာအခုချိန်ထိကျွန်တော်တို့က အော်နာလုပ်တဲ့အနေနဲ့ဘယ်သူမှကျွန်တော်တို့ယာတာချက်မရှိဘူး။တမနာကြီးဆုံးဖြတ်ဖို့ပဲလိုပါတယ်။တမနာလုံးဟိုနဲ့ပတ်သက်ပြီးတော့ရွေးချယ်မှုနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီချိန်မှာတမနာလုံးဘာမှမရွေးသေးပါဘူး။ပါတီအောင်နိုင်ပြီးမှပဲအဲကျွန်တော်တို့ရလာတဲ့ result ဒီပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့ဒါကြီးနိုင်တိုင်ပင်ပြီးတော့ဒါဆုံးဖြတ်မှာ။ဆုံးဖြတ်တယ်ဆိုတာပါတီရဲ့သဘောထားပါပဲ။နိုင်ငံရေးတက်ကြလှုပ်ရှားသူတွေကိုဥရေပုံမှန်မျိုးစုံနဲ့တရားစွဲပြီးထောင်ဒဏ်တွေချမှတ်နေခြင်းအချုပ်အခြာအာဏာကိုထိပါပြီးတော့ မြမတရံစာတရကိုခိုးယူခဲ့တဲ့တရုတ်နိုင်ငံသား155ဦးကိုရက်ပိုင်းတွင်လူငင်းချမ်းသာကွယ်မိတ်နဲ့ပြန်လွှတ်ပေးတာဟာမြမနိုင်ငံရေးမှာအလွန်အကြီးအကျယ်စေတဲ့လှုပ်ရက်ပါလို့နိုင်ငံရေးကျင်းသားအကူအညီဆောင်ရှောက်ရေးအဖွဲ့ကဥထွန်းကြီးကပြောလိုက်ပါတယ်။ဇူလိုင်လ29ရက်နေ့ကသမရလူငင်းချမ်းသာကွယ်နဲ့အကျဉ်းသား8000ကျော်လွှတ်ပေးရမှာရှေ့ရတာများထောင်နှံတစ်သက်တစ်ကျွန်းကျနေသူတရုတ်တစ်ခိုးခုတ်သူ155ဦးကိုပါပြန်လွှတ်ပေးခဲ့ပြီးဥထွန်းကြီးကအခုလိုပြောလိုက်တာဖြစ်ပါတယ်။တရုတ်နိုင်ငံသား တရုတ်နိုင်ငံသား155ယောက်ပါနေတယ်အဲ့ဒါကိုသုံးသပ်ကြည့်တဲ့အခါကျတော့မနေ့တတိယမှာကျွန်တော်တို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုဟုတ်ပြီနော်နံပါတ်1တစ်ချက်ဘာဖြစ်ပဲကျူးကျော်တယ်ပြီးတော့ကျွန်တော်တို့ရဲ့မြေပေါ်မြေဟောက်အထုသဖြစ်တော့အစ်စ်ကိုခိုးထုတ်တယ်ခုတ်တုတ်ပြီးတော့မှသူတို့ဟန်ပြဖမ်းတယ်တရားရုံးတင်တယ်တင်ပြီးတော့အဘကသုံးတယ်သူတို့ထောင်ချတယ်အဲ့ဒီလူတွေကလက်လက်ဆက်ဆက်ပြပူပူနှင်းတွေနော်အခု လူငယ်တက်တာထဲမှာနိုင်ငံတော်အစိုးရအနေပြီးတော့သူတို့155ရောင်လုံးကိုလွတ်ပေးလိုက်ခြင်းကကိုကတော်တော်လေးကိုအယုဇောအယုဇောအကြီးတန်းတယ်လို့ကျွန်တော်တို့သုံးသပ်တယ်တနိုင်ငံလုံးမိုးကြီးပြီးရေကြီးနေတာကြောင့်အစိုးရအနေနဲ့အရေးပေါ်အခြေအနေကြီးညာပြီးစောင့်ရှောက်ဖို့အသင့်မီလို့မိုးလေဝသပညာရှင်ဦးထွန်းလင်ကပြောလိုက်ပါတယ်ညနေကနေမိုးရေကြီးပြီးတော့အသက်အိုးအိမ်စီးစိမ်ထိခိုက်ပျက်စီးမှုတွေအများအပြားဖြစ်ပေါ်နေခြင်းအစိုးရအာဏာပိုင်တွေဘက်ကလှုံ့ဆော်ပေးတဲ့နာတွေကို DBB အတန်လွတ်ဌာနနဲ့မေးမြန်းချက်မှာဥထုံးလည်အခုလိုပြောရတာဖြစ်ပါတယ် ိတ်ပြီးတော့အရေးရအကြောင်းရယ်ကို emergency လုပ်ဖို့တို့ရဲ့ဒီလောက်ကြီးမှနဲ့တာဝန်ရှိတဲ့ဘွေကြီးတခုပွဲထားပါရဲ့နဲ့ပေါ့နော်ဒီဘွေကြီးရဲ့လုံဆောင်ချက်ကအခုလဲကျွန်တော်တို့မတွေ့ရဘူးပေါ့ဗျာနာကိစုံကလည်းဟလာကျွန်တော်တို့ဖွဲ့စည်းပုံဟလာနဲ့မိနေတယ်အခုလဲရွေးကောက်ပွဲနဲ့မိနေတော့ကျွန်တော်ဒုတိယနာကိစုံဖြစ်မှာပဲဆိုပြီးမှတယ်အမှန်တရားအတွက်ထောင်ကိုမကြောက်မှဒီမိုကရေစီရရှိမယ်လို့ပုံမှန်436ပြင်ဆင်ရေးလက်မှတ်ထိုးလို့ထောင်နှစ်နှစ်ကြာခဲ့တဲ့ဗိုလ်မှူးကျော်စွာဝန်ရံပြောလိုက်ပါတယ်။သမရရဲ့လူငင်းချမ်းသာကုန်းတဲ့ ဇူလိုင်လ30ရက်နေ့ကပြန်လွတ်လာပြီးမန်လေးမြို့ Mr. 88 Cafe မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဗိုလ်မှူးကျော်စောဝင်ကအခုလိုပြောပြတာဖြစ်ပါတယ်။ရှင်းပါကျွန်တော်ဖြစ်နေရှိတယ်။အဲ့တော့တံတော်ကအကဲခဲတွေအကန့်အသတ်တွေရှိတယ်။ညွှန်ကြားချက်တွေရှိတယ်။အဲ့တော့ဘယ်လိုပဲအကဲခဲတွေအကန့်အသတ်တွေညွှန်ကြားချက်တွေရှိနေပါလေစီအမှန်တရားအမှန်တရားပါပဲ။အဲ့တော့အမှန်တရားနဲ့ပတ်သက်လာခဲ့လို့ရှိရင်အမှန်တရားကိုရွေးချယ်ဖို့ကျွန်တော်ကပြောချင်တယ် ်တခါတည်းမှာအမှန်တရားနဲ့မိန့်အာနာထိတ်ခဲ့တွေ့တာရှိတယ်အဲ့တော့သူ့ရဲ့အထက်အမိန့်နဲ့အမှန်တရားနဲ့တွေ့ပြီဆိုလို့ရှိရင်အမှန်တရားဘက်ကရက်တီဖို့ရက်တီရဲဖို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဒီအမှန်တရားနဲ့ပတ်သက်လာလို့ထောင်ကိုကြောက်နေမယ်ဆိုကျွန်တော်တို့ဒီမိုကရေစီဘယ်တော့မှမရနိုင်ဘူးအဲ့တော့အမှန်တရားနဲ့ပတ်သက်လာရင်ထောင်ကိုမကြောက်မှကျွန်တော်နိုင်ငံဒီမိုကရေစီရမယ်ဆိုက်ကားသမားတွေတထည့်ဖြစ်တယ်ဆိုတာကိုသူ့အနေနဲ့မတွေ့ဘူးကြောင်းဆိုက်ကားသမားတွေမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အလံကိုထောင်ထားတာဟာ ဒါရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနိုင်ရမယ့်လက္ခဏာလို့ထင်မိကြောင်းဒေါ်ဆန်းစုကြည်ကပြောလိုက်ပါတယ်။ AR တိုင်းကစိုက်ကားဆရာ600ကျော်ကိုတိုင်းဝင်ချုပ်ဦးသိအောင်ကတွေ့ဆုံပြီးစိုက်ကားနှင်းပြီးချမ်းသာအောင်လုပ်နိုင်ကြောင်းပြောကြားပြီးရက်ပိုင်းမှာဇူလိုင်လ25ရက် AR တိုင်းခီးစင်မှာဒေါ်ဆန်းစုကြည်ကအခုလိုပြောပြတာဖြစ်ပါတယ်။ဒီမှာဒီကိုလာတဲ့ခါမှာလမ်းမှာစိုက်ကားသမားတွေရဲ့စိုက်ကားလေးတွေမှာကျမတို့မျိုးသားဒီမိုကရေစီရဲ့အဖွဲ့ချုပ်အလံလေးတွေထောင်ထားတာကျမတွေ့တယ်။ အဲ့ကျွန်မစိတ်ထဲမှာဘယ်လိုဖြစ်လဲဆိုတော့စိုက်ကားသမားတွေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အလံကိုထောင်လို့ရှိရင်တော့ကျွန်မတို့ဟာအောင်မြင်မှာပဲနိုင်မှာပဲလို့စိတ်ထဲမှာအဲ့လိုဖြစ်သွားတယ်။စိုက်ကားနင်းပြီးတော့တထဲဖြစ်တယ်ဆိုတာဟာရတဲ့ငွေရဲ့အတိုင်းတာနဲ့တွက်လို့ရှိရင်တော့ဒါတော့သိတဲ့ဘာမှမကြောက်ဘူးလို့ပဲကျွန်မပြောရမှာပဲ။ဟုတ်ပြောတဲ့လူကမှန်နေမှလည်းကျွန်မမပြောချင်ပါဘူး။ကျွန်မလည်းအမှန်ပြောရရင်တော့စိုက်ကားနင်းပြီးတော့တထဲဖြစ်တဲ့ပုံကိုတော့တစ်ခါမှကျွန်မကိုယ်လည်းမတွေ့ဘူးပါဘူး။ အခုမှမှတ်မှတ်သားသားစကားများအစီအစဉ်အားတွေလောက်ပါခင်ဗျာ RFA TV Radio ဟာကနေတစဉ်ကြည့်ရှုနားဆင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်